အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025စက်တင်ဘာလ25ရက်နေ့ဖြစ်ပါတယ်နော်ကိုကျော်ကြီးစကားတွေကိုတည်တည်ချာချာနားထောင်ကြပါကိုကျော်ကြီးကစကားကိုရှင်းရှင်းလင်းလင်းနဲ့ပြည့်ပြည့်သားသားပြောပါတယ်ကိုကျော်ကြီးကလိုင်းပေါ်မှာ topic တွေမပြောတော့ဘူးလို့ပြောတာမဟုတ်ဘူးမွတ်စလင်အရင်နဲ့ပတ်သက်ပြီးတော့ဖြစ်လာမယ့်ရှေ့အလားအလာတွေကိုမကြိုက်လို့အဲ့ဒီအခင်းကျင်းတွေကနှုတ်ထွက်လာတာဒါပဲရှင်းရှင်းလေးကိုကျော်ကြီးကလူမျိုးရေးဘာသာကြီးမုန်းတိမှုစကားဘယ်တော့မှမပြောဘူးအဲ့ဒီလိုပဲဗုဒ္ဓဘာသာအပေါ်မှာလူမျိုးရေးဘာသာကြီးစော်ကားလိုက်ရင်လည်းဘယ်တော့မှငြိမ်ခံတတ်တဲ့လူမျိုးမဟုတ်ဘူး။အဲ့ဒါကိုခွဲခွဲကြကြနားလည်ဖို့လို ဘာဖြစ်လို့လူမျိုးရေးဘာသာရေးကိုမုန်းတိမှုစကားမပြောရလဲလို့မေးလို့ရှိရင်မြတ်စွာဘုရားပွင့်ထုံးပေါ်ပေါက်လာပြီးမှယေရှုမူသည်နှစ်ပေါင်း900ကျော်မှမွေးတယ်နောက်တဲ့နှစ်ပေါင်း1000ကျော်မှမိုဟာမက်မွေးတယ်အဲ့တော့ဒီဘာသာတွေဒီဘာသာနှစ်ခုသည်အစ္စလမ်ဘာသာနဲ့ခရစ်ယာန်ဘာသာသည်ဗုဒ္ဓနောက်မှမွေးလာတာဖြစ်ခြင်းကြောင့်ဗုဒ္ဓရဲ့အဆုံးအမတွေပါနေတာမထူးဆန်းဘူးရှင်းရှင်းလေးတုတ်တဲ့အရင်မွေးတဲ့ဂျူးဘာသာမှာဗုဒ္ဓအဆုံးအမတစ်စက်မှမပါဘူးလက်စားချည်ကြီးတွေ အငိရန်ညိုးတွေအမုံတရားတွေဒူးစဲမှုတွေပဲပါတယ်အဲ့ဒီနောက်ကမွေးလာတဲ့ဘာသာတွေစပြီးတော့ငါးပါးတိကကိုအခြေခံတဲ့သဘောတရားတွေပြောလာတယ်အဲ့ဒါဘာကြောင့်လဲခင်ဗျားတို့သိတာမြတ်စွာဘုရားကတုတ်တန်ဒေသနာထဲမှာဟောသားပြီးခေါ်ထားပြီးသားထေရှားတဲ့တုတ်တန်ပြပါဆိုရင်အထက်ကနိဗ္ဗာန်မှာပရိသတ်တုတ်ဆိုတာရှိတယ်မြတ်စွာဘုရားကပရိသတ်တွေရှင်းပါကြတယ် ရောက်တဲ့အခါမှာအဲ့ဒီပရိသတ်တွေရဲ့အတန်ရောအစင်ရောရုပ်ကိုအားလုံးတပုံစံနဲ့မျက်စွာပြကမင်းပရိသတ်မှာပဲဖြစ်ဖြစ်နတ်ပရိသတ်မှာပဲဖြစ်ဖြစ်လူပရိသတ်မှာပဲဖြစ်ဖြစ်အဲ့ဒီထဲမှာနေပြီးတော့မျက်စွာပြကအကျိုးစီးပွားရှိမဲ့ဇာခါကြီးငါပြောခဲ့တယ်တဲ့အဲ့ဒီလူတွေနေအကျိုးစီးပွားရှိမဲ့ဇာခါကြီးရှင်းရှင်းပြောရရင်တော့မျက်စွာပြသာသနာကိုအဲ့ဒီနေရာမှာမျိုးစီချတာခဲ့တယ်တစ်ချိန်ချိန်မှာဒီနေရာမှာဒီသာသနာတွေဒီဘာသာတွေထွန်းကားလာခဲ့လို့ရှင်မျက်စွာပြရဲ့မျိုးစီပါလာအောင်လို့မျိုးစီတစ်ခါနဲ့ချပေးထားခဲ့တယ် ီးသွားလို့ရှိရင်အဲ့ဒီပြေးတဲ့ကြတဲ့ငါပြောက်သွားတဲ့ခါမှာတဲ့ဒီလူတွေကတွေးကြတယ်ခုနပေါ်လာတဲ့ပုံကူကြီးကလူလားနှက်လားဗြဟ္မာကြီးလားဘလို့လူမျိုးလဲဖျားလားပေါ့တော့အများနဲ့တွေးကြတယ်တဲ့လက်စွာဘုရားကမျိုးစီတွေချပြထားကြတယ်မြန်မာနိုင်ငံမှာမျိုးစီချထားကြတာဒီဘာလို့တာသနာထွန်းကားတာဆိုမြတ်စွာဘုရားမြန်မာနိုင်ငံမှာမျိုးစီတွေများစွာချထားခဲ့တယ်အဲ့ဒီမျိုးစီတွေချထားခဲ့တာကိုတမိုင်းတွေဖျောက်ကြတာပေါ့တမိုင်းတွေဖျောက်ကြတာเนาะမြန်မာပြည်ရဲ့ မျိုးကုံရိုးကုံနှိမ့်သွားအောင်လို့ရွှေတုံဖရာကြီးကတမိုင်းကဘလို့လိန်ထားပါတယ်ပောက်ကရ40ဒီနဲ့ပြောတယ်တီရကူဆရာတော်ကြီးကိုအဓိကထားပြီးဘာကြောင့်တိုက်ခိုက်လဲဆိုတော့အဲ့တမိုင်းလေးကိုပေါ်ထုတ်တာတီရကူဆရာတော်ကြီးမြေလှန်ပြီးတော့ပေါ်ထုတ်တာမြမပြည်မှာသာသနာဆောက်ရောက်လာတဲ့အချိန်မှာအာတော်ကမင်းကနေပြီးတော့သာသနာပြုတွေလွတ်လိုက်တယ်ဒါကတတိယတန်ခါနာပြီးမှာသာသနာပြုလွတ်တာမြတ်စွာဘုရားပွင့်တဲ့အချိန်မှာပဲမြမပြည်မှာယဟန်ကြီးရှိတယ်အဲ့ဒီကိုတွားပြီးတော့ယဟန်ကိုပြီးမြမပြည်ပြန်လာတဲ့ယဟန်ကြီးရှိတယ် အဲ့ဒါကမြတ်စွာဘုရားရဲ့ပါဠိတော်ဒီထဲမှာဓာတ်ရိုက်ပါတယ်။ပင်လယ်ရေချားနေမြတ်စွာဘုရားကိုဖျားလာဖို့လေယဟန်နေရှိတယ်ဆိုတာဓာတ်ရိုက်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့အဲ့ဒီအချိန်ကပင်လယ်ရေချားဆိုတော့မြန်မာနိုင်ငံပဲ။အဲ့တော့မြန်မာမြေသည်ဟလာဟိုတနေ့ကလည်းပြောခဲ့ပြီးသွားကြီးဒီဝင်းနေနေကမြုံးနယ်တူတယ်ဆိုတဲ့အကြောင်းမြန်မာနိုင်ငံသည်နှစ်ပေါင်း၃00တော့တမိုင်းရှိတယ်။ငါတို့လူမျိုးကတမိုင်းရှိတယ်။အဲ့တော့ဗမာလို့ခေါ်ကောမြန်မာလို့ခေါ်ကောငါတို့တိုင်းရင်းသား135မျိုးလုံးသည်နှစ်ပေါင်း၃00တော့တမိုင်းရှိတယ်။ အခြေတကြမျိုးပြတီရောတီဆောက်ပြီးတော့နေတဲ့လူမျိုးတွေเนาะအဲ့ဒီလူမျိုးတွေကထားပါတော့ဒီခုနေ့နေမှာအတောကမင်းသာသနာရောက်လာတာကိုပဲပြောပြမယ်အတောကမင်းကတတိယသံဃာရန်လာအပြီးမှာ BC 320 BC 320အဲ့ဒီအချိန်မှာမြမပြီကိုသာသနာတောနာနဲ့ဥဒ္ဒရာဆိုတဲ့မထေမြတ်နှစ်ပါးသာသနာထည့်လာတယ်။မြမပြီမှာဗာတရားစခေါ်တယ်မို့ ဗြမဇာလာတုတ်ကြီးကိုစဟောတာအလွန်မတန်ခက်တဲ့ဗြမဇာလာတုတ်ကြီးကိုစဟောတာမြမာတွေကအဲ့ဒီဗြမဇာလာတုတ်ကြီးကိုနာပြီးတော့ယဟန်မိမတွေဖြစ်တယ်ယဟန်ယောက်ျားတွေဖြစ်ကြတယ်အဲ့တော့အဲ့ဒီအချိန်မှာမွန်တို့ဌာနီတထုံကြီးဆိုတော့ယန်မြမာနိုင်ငံမှာပါဘူးမွန်နေရဲ့ကျယ်ဝန်းကလည်းနင်းနေတော့မဟုတ်ဘူးအဲ့ဒီအဲ့ဒီကာလကပြုံနိုင်ငံလားမွန်နိုင်ငံလားဆိုတာမသေးခွဲလောက်အောင်ကြီးပါတယ်ကျန်ဒီကိုကျော်ကြီးတို့ဇေယျကွင်းမှာဒီအမှတ်နှစ်လမ်းစုံကနေထွက်သွားလို့ရှိရင်ရန်ကုန်မန္တလေးလမ်းနဲ့အမှတ်နှစ်လမ်းစုံဖုတ်ပတ်အချမ်းကအဲ့ဒါဇေယျကွင်းလို့ခေါ်တယ်။အဲ့ဒီမှာ ြုံမြူဟောင်းနေရှိတယ်။မုံမြူဟောင်းနေရှိတယ်။ကိုကျော်ကြီးတို့ဖះသွားပြုတ်ပြင်းနေတဲ့နေရာကအဲ့ဒီနေရာကလကုံးပြီးမြူဟောင်းတယ်။လကုံးပြီးဆိုတဲ့ကွာဒါမုံမုံပြီးမုံမြူဟောင်းမြူရိုးတွေရှိသေးတယ်။ဇီဒီဟောင်းတွေရှိသေးတယ်။နိုင်ငံတော်အစိုးရကအဲ့ဒီဇီဒီတွေကိုပြုတ်ပြင်းမခိုင်းဘူး။နောက်တည့်တဲ့ဇီဒီတွေကိုဒါကိုကျော်ကြီးတို့ပြုတ်ပြင်းခဲ့ရတယ်။အဲ့ဒီဇီဒီတွေကအုပ်ပုံတိုင်တိုင်ရှိတယ်ပြုတ်နေတဲ့ဟာ။အတုပြေတနာလှုပ်ချင်အဲ့မှာသွားလှုပ်လို့ရတယ်။အဲ့မှာတကယ်ကိုမြူဟောင်းနဲ့ဇီဒီဟောင်းတွေကြံနေသေးတယ်။အစိုးရလည်း အဲ့ဒီဘက်မှာပြူစီဒီတွေရှိတယ်လို့ပြောတယ်။အဲ့တော့သူ့တင်တာလှုပ်ချင်တဲ့လူတွေပြောတယ်။အဲ့တော့မြန်မာနိုင်ငံဒီ BC 320လောက်ထဲကသာသနာထုံးကားနေတယ်ဆိုတာအဲ့ဒီနေရာကြီးရန်ကုန်မြို့မှာသာသနာထုံးကားနေဆိုတာနောက်တစ်ခါတိန်ကြီးကိုလုံးရှိရန်ကုန်မြို့မှာအဲ့အဲ့ပြည်တနာတွေကဖြည့်ရှင်းလို့ရှိရင်တမိုင်းကြောင်းတွေရှေ့ပြီးတော့ရှုပ်တယ်နော်လက်ရှိမြင်သာထင်သာရှိတဲ့တိန်သုံးလုံးကြောင်းပြောပြတယ်တိန်ဖြူ တိမ်ဖြူတိမ်ဆိုတာလူတိုင်းကြားဘူးတဲ့တိမ်ဖြူကုန်းတိမ်ဖြူကုန်းနဲ့ဆိုတာအာတိမ်ဖြူတိမ်တော်ကြီးနောက်တစ်ခါကျတော့တိမ်ကြီးစေးတိမ်တော်ကြီးရှိုးရုံကဘုရားအရှိဘတောင်မတ်မှုမှာမဟာဝိဇ္ဇာနဲ့မျက်နှာချင်းဆိုင်မှာရှိတယ်ယဟန္တာတိမ်တော်ကြီးဒီတိမ်တိမ်တိမ်သုံးခုအကြောင်းပဲပြောပြမယ်ခြံနာတွေပြောရင်တမိုင်းတွေလှန်ရင်မင်းတို့လူမျိုးရေးဘာသာရေးရန်တိုက်တယ်ဖြစ်အောင်မပြောတော့ဘူးโอเคအဲ့ဒီလိုတမိုင်းအစဉ်ဆက်ကဒီမျိုးပေါ်မှာငါတို့ဗမာလူမျိုးဗုဒ္ဓဘာသာတွေဟာရေမျောကန်းနေနေမဟုတ်ဘူး အခြေတကျအတီတကျနဲ့နေထိုင်လာတဲ့လူမျိုးတွေငါတို့သာသနာကငါတို့ဗမာလူမျိုးတွေတမာတန်ဗုဒ္ဓမြတ်စွာဘုရားအလုံးစုံကိုကိုရိုင်းထိုးလို့မသိတဲ့တမာတန်ဗုဒ္ဓမြတ်စွာဘုရားရဲ့သာသနာကိုကိုးကွယ်နေတာဒီယေရှုလည်းမမွေးသေးဘူးမိုဟာမက်လည်းမမွေးသေးဘူးအကြောင်းငါတို့တမိုင်းဒီခိုင်မာတယ်ငါတို့အမျိုးကုန်ရိုးကုန်ရှိတယ်ဒါကြောင့်မလို့ငါတို့မြေကမြက်တယ်ငါတို့မြေကဘလောက်မြက်လဲဆိုစက်တီးကုန်းမြေမဟုတ်ဘူးခန္ဓာရမြေမဟုတ်ဘူး အတိတလုံးစားပြီးချီးပါလိုက်အပင်ထပေါက်တယ်အဲ့တော့မြည်မြတ်တယ်လို့ခေါ်တာယန္တနာဥစ္စာတွေကျွယ်ဝတယ်ဘာကြောင့်လဲမြတ်စွာဘုရားမျိုးစီချထားခဲ့တဲ့နေရာမဟုတ်ဘူးဒါကြောင့်မို့မင်းတို့မြတ်စွာဘုရားဗုဒ္ဓသာသနာကိုမင်းတို့ကအတတ်တမြင်လို့ရမှာရပြီလားသူများဘာသာကိုစော်ကားစရာမလိုဘူးဘာကြောင့်စော်ကားစရာမလိုလဲအဲ့ဒီဘာသာတွေမှာကိုကဗုဒ္ဓဘာသာမျိုးစီတွေပါနေတယ်ဗုဒ္ဓဘာသာရဲ့ကံ၅ပါးပေါ်မှာအခြေတည်ပြီးတည်ထောင်လာတာ အဲ့ဒီလည်းအရင်စောတဲ့ဂျူးဘာသာမှာကံငါးပါးမပါဘူးမင်းတို့ခြိုက်တယ်လို့လေ့လာလို့ရတယ်အဲ့လိုကွာတယ်ဒါကြောင့်ဘာသာကြီးလူမျိုးကြီးကမုံတီးစရာမဟုတ်ဘူးလွတ်လပ်စွာကိုယ်ကိုယ်ကွင်ပေးတာသူတို့တွေအဲ့ဒီအဆုံးမတွေကိုလိုက်နိုင်သူတို့လည်းနှက်ပြရနိုင်တယ်မြမပြရောက်နိုင်တယ်မင်းတို့မှရောက်တာမဟုတ်ဘူးဟုတ်လားအဲ့ဒီအတွက်ဘာသာကြီးလူမျိုးကြီးကမုန်းစရာမဟုတ်ဘူးကိုဘာသာကိုသာသနာကိုစော်ကားလာလို့ရှိရင်လည်းထိတ်ကိုရိုက်တတ်အောင်ကိုဘာသာကိုတည်အောင်လုပ်တာ တမိုင်းနေပြောစရာတွေအများကြီးရှိတယ်ဘုရားဘာသာတမိုင်းနေနဲ့ပတ်သက်လို့ထဲထဲဝါဝါတွေအများကြီးရှိတယ်ဒီရဲကုမျိုးနေရတမိုင်းနေအများကြီးရှိတယ်အဲ့ဒီထဲမှာပြူနိုင်ငံတော်တွေပြူစီတီတွေအစရှိတယ်ပြူဆိုတာဒီကောင်းနေကြားတော်ကြားဘူးမှာမဟုတ်ဘူးအဲ့ဒါဗမာတွေအဲ့တော့အနောက်တိုင်းတမိုင်းပညာရှင်တွေကဗမာတွေကိုအင်္ဂလိပ်ကသိမ်းကျင်တဲ့ခါကျတော့ဗမာတမိုင်းကိုရိုက်ချိုးပြစီတာတကယ်တမ်းကျတော့ တမိုင်းကိုအစင်ဆက်ပြန်လိုက်တဲ့ခါကျတော့ဟိုပြူဆိုတဲ့လူမျိုးကဟိုကော်တောင်းတိရှိမြန်မာနိုင်ငံကြီးကအကြီးပြူနိုင်ငံလို့ပြောပြောဗကန်နိုင်ငံလို့ပြောပြောမြန်မာနိုင်ငံလို့ပြောပြောဗမာနိုင်ငံလို့ပြောပြောငါတို့လူမျိုးတွေရွယ်အဲ့ဒါကိုမင်းတို့သိအောင်လုပ်ရမှာပညာတတ်အောင်လို့ပတ်စံရှာကိုလူမျိုးချင်းနဲ့တတ်ချင်းဖြတ်ချင်းကိုရက်လိုက်အဲ့ဒါဆိုမင်းတို့လူမျိုးမတုံးဘူးကိုလူမျိုးကိုဘာသာပေါ့ထိတ်ဖို့ခေါင်းဖို့လို့လာလို့ရှင်တက်နေလိုက်ပြီးတော့ပြီဇလန့်ရှင်းရှင်းလေးအဲ့တော့မင်းတို့နဲ့ကိုကျော်ကြီးနဲ့လမ်းမတူလမ်းမတူတဲ့တော့ခွဲလျှောက်တာဒါပဲ